ဲတခါတည်းရေထိုင်းနေရဲ့တိတ်ခါကိုတော့ဘရော့ထန်းကြီးကဆက်တော့ပါပြီကျွန်တော်အနေနဲ့ကတော့ဒီမမလိုက်ပြန်လားဆိုလို့ရှိရင်ဘရော့ထန်းတို့တော့မှာလည်းစိတ်ပူတယ် ။ဘာကြောင့်လဲဆိုတော့ရှေ့ပွဲတွေရှေ့ပွဲတွေမှာဂျပန်တွေကတော်တော်ကိုလက်စွာတယ်ဟာ။မထင်မထားအနေထားတွေကနေပြီးတော့မထင်မထားတဲ့ပုံစံတွေကိုဒီပဲတောက်ရှားကိုလုတ်ပြနေကြ။တာမွေချိုင်းကြီးကလည်းမထင်မထားပါနဲ့တတိယကြီးမှာနေရုခံလိုက်ရ။ရှေ့ပွဲမှာဆိုလို့ရှိရင်လည်းဝါကာမဆူကဒီယိုနမူရော့စ်ကိုမထင်မထားတဲ့ပုံစံနဲ့ပဲပထမကြီးမှာအမောက်သိပြီးချန်ပီယံဖြစ်သွားတယ်။ချန်ပီယံနှစ်ယောက်ဖြစ်သွားပြီးပြီရှေ့မှာဂျပန်တွေကဟုတ်ပြီ။အခုနောက်ဆုံးပွဲတာဂီလူးနဲ့ဘော်ထန်ပွဲဒီဘက်မှာဆိုလို့ရှိရင်လည်းတာဂီလူးက ဒီ node iri နဲ့ကရဒီလိုပဲဗျာအဲ့တော့စိတ်တဲ့မဆရာတွေကတအားကြီးကိုတချွတ်နေနိုင်နေပါသေးတာအဲ့တော့ကျွန်တော်ကရောထမ်းမကောင်းမကောင်းနေဒါပေမဲ့နည်းနည်းလေးစိတ်ပူမိရဆိုတဲ့အပိုင်းလေးလည်းရှိအောင်နော်ဒါပေမဲ့ကျွန်တော်စိတ်ပူစရာမလိုဘူးဆိုပြီးတော့ what time now တိတ်တိတ် တတ်တတ်နဲ့ပေါ့လို့ပြောပြပါတာပရမချီအစကလေးကတာဒေလူကနည်းနည်းလေးပေါ့နော်အာရုပ်ကြည့်မှုနည်းနည်းလုံခဲနေတဲ့ပုံစံလေးပေါ့တယ်ရှိမှလည်းဂျပန်တွေကအောင်ပွဲခံလာရဆိုတော့အဲ့ဒီ impact တွေကလည်း သူ့ကိုစိတ်သက်ပို့ပြီးတကြောင်စင်နေတယ်လို့ကျွန်တော်ထင်နေတတ်တယ်။အဲ့တော့ပို့ပြီးတက်ကြွနေတယ်။ဘောထိုင်းကလုံးဝမျက်နှာကိုလုံးဝတီထားပြီးတော့ခိုင်ငြိမ်ငြိမ်နဲ့ပဲပွဲဖို့ concentration တချာပြုတ်ပြီးတော့ကစားသွားလာ။အညာရဲ့လက်လက်သေးကိုထုံမတော့ဘူး။ဒါပေမဲ့တိုက်သေးဘူးဘယ်လိုဖြစ်လဲဆိုတော့အတက်တက်ကြီးကြောက်ရှိရဲ့အတက်ဖြစ်တယ်ဆိုပေမဲ့သူကလည်းအရန်ငွေမထိုးရဲဘူးပြသရအောင်။ဘောထိုင်းကိုအရန်ငွေမထိုးရဲတာကိုတွေ့ရတယ်။ ်အရင်ကျမ်းမယ်လို့ထင်တာဒီပဲမယ်တူလင်းကူနဲ့စိုင်းလို့ပြန်တို့ဒီမြားမယ်လို့ထင်တာကဲမယ်မယ်ဘာမဟုတ်တော့အခိုက်တက်လေးကနေဖောက်စုံကြတော့တာပေါ့နော်အဓိကအပြင်တော်ဒီတာကီယူရဲ့အတိလစ်သွားတဲ့ချက်ကိုလော်ထိုင်းလာပေးချာဖတ်လိုက်ပြီးတော့ဘယ်ဝိုက်ကြောင်ဝိုက်ဝင်ကျွေးရပါတော့ပထမဆုံးတစ်ချက်မှာဘယ်ဝိုက်မိသွားအဲ့ချိန်မှာသူတို့ကတာကီယူကမတ်ပေါ်နဲ့လန်ထော့သွားပြီးတော့ဒီကြောင်ပိတ်သွားတဲ့ပုံစံမျိုးကကျဝတ်ထောက်ကိုကတ်သွားတယ်အဲ့ဒီမှာလော်ထိုင်းလာနောက်ကနေမိတိုက်ပြီးတော့ဖြစ်တာညာဝိုက်ကျွေးတယ်တိတ်မထိဘူး ဘယ်ဝက်ကိုဖုံးစုကြည့်လိုက်ခါမှာဆိုတော့ဒီဂျော်တက်တက်ကိုထိပြီးတော့တာဂီယူကလုံးဝအယုံကျိုးပြတ်ပါပါသေးလားခန္ဓာကိုယ်ကြီးစောင်းပြီးတော့ဒီဂျိုးတက်ကိုမိပြီးတော့တစ်ကြသွားပါအဲ့ဒီမှာဆိုလို့ရှိရင်ဒိုင်နာအမတ်စင်ဝင်ရည်တယ်ဒိုင်နာအမန်ငယ်ဆိုလို့ရှိရင်တော့တာမတိုင်းဆိုရင်အဲ့ဒီအတားကလေးသေးလားဟိုခက်မိမယ်လေးရက်လာပြီးပေါ့နော်ဒါပေမဲ့တာဂီယူဖြစ်နေတယ်ဂျမန်အင်ဂွေးမှာဖြစ်နေရယ်ဆိုတော့ဒါမျိုးလို့အချိန်ပေးတယ် ူသူဟိုဆိုတော့တိုက်ပြူပြန်မထလာမလားတိုက်ပြူကလည်းမာကိုမျက်နှာဖာတယောက်ဆိုတော့ပြန်ထအောင်လည်းမယူလေသူတို့ဘက်ကအတွက်လည်းတက်မှာဗျာပွဲကိုလည်းထိန်းတာခဲ့မှာလေအမက်စင်ရေတဲ့အခါမှာတိုက်ပြူကမထအောင်ကျွန်တော်ကထင်တော့တင်မှာတိုက်ပြူတွားပြီလို့ဒူဘူလန်ရနေတယ်ကအဲ့ဒီလဲသွားတဲ့အချိန်မှာအရန်တိတ်တာတဲ့လူရဲ့ body language ဝါနော်သူလဲသွားတာကလည်းအသူသူ့ရဲ့ corner ပဲပေါ့နော်ဒီသူ့ရဲ့အပြာတော့ corner ပဲသူ့ corner ကိုသူ plan ကြည့်နေရတယ်လက်နှစ်ဖက်ကိုချပြီးတော့ သူအစင်မပြေလောက်တော့ဆိုတဲ့ပုံစံတော့ဗျာဖလန်တိနေတယ်ပြီးရပြီးရောစကနဲဆိုကောက်ထားလာတဲ့အချိန်မှာဒိုင်နာလည်းလုံအောင်ပွဲကိုရက်လိုက်ပြီပေါ့နော်သူအရန်မူးနေတဲ့ပုံစံပေါ်ပါတယ်ဗျအဲတချို့တော့ကျွန်တော်တွေ့တာပေါ့နော်ဒီရာကိုတိုက်ပေးလို့အပေးရသူတွေကပေါ့နော်အဲတိုက်ပေးလို့နိုင်နေတာလည်းဟုတ်တော့ဟုတ်ပါတယ်ဗျဒါပေမဲ့ဒိုင်ပွဲရဲ့တာကတကယ်လို့မှန်ပါတယ်ကျွန်တော်မြင်ကြတာကတကယ်လို့မှန်တယ်သူ့ဝင်နဲ့အချိန်ပေးတယ်ဇိုလာထက်တာမှောင်ပို့ပြီးတော့ပေးသေးတယ်အဲတိုက်ပေးလို့နေမှာကြားမှတ်တာဆိုလို့ကျွန်တော်အစိုးရတာမှောင်ပဲရှစ်ချပ်လိုက်ပြီပေါ့နော် တိုင်းမဲ့တိုင်းကကချားလေးအဲအချင်းပေးခဲ့တာပေးရပါတယ်အဲ့တော့ဒိုင်းမန်နဲ့လို့ကျွန်တော်ကတော့မြင်ပါတယ်ဗျအဲ့တော့ဘယ်လိုပြန်မှာလဲဆုံးမှာတော့အိုင်ယွန်မန်နဲ့အိုင်ယွန်နမ်ပဲပြသွားခဲ့ပါပြီထိုင်းလူရဲ့ကုန်သိက္ခာကိုပရိုထိုင်းကဆက်သွားခဲ့ရပါအကြိမ်ဒီဘက်မှာဝန်ခမ်းတာမနိုင်ဘူးဆိုလို့ချင်းထိုင်းနဲ့တကယ်ကိုအချက်ပဲပြဘာလို့လဲဆိုတော့တာမွန်ကြီးရဲ့ထူးကန်တာကလည်းရှေးပွဲတွေရှေးပွဲတွေမှာလည်းရောဝမနိုင်အောင်ထိုင်းမှတာတွေကရောဝအပေါင်းသိမ့်ခံတာတာတွေရောအပြီးလို့ရှိရင်ဒီအမှတ်နဲ့ရှုံးတာတွေရောပေါ့နော်တော်တော်လေးကိုလက်ရည်နှိမ့်ပြီးရောဂျပန်ကြီးကလုံချင်တိုင်းလုပ်ထားပြလား အဲ့တို့အာကေနာလို့ရတဲ့ဘွဲကပတိကြာဘွဲရှိတယ်တာဝန်ဆိုင်ဘွဲရှိရတော့ထမ်းဘွဲရှိပတိကြာကလည်းအရင်မတားတဲ့ပုံစံမျိုးနဲ့မိုင်သွားတယ်ကတာဝန်ဆိုင်ကအလဲပါထိုးပြန်ရတယ်အဓိကတော့တာဝန်ဆိုင်ထမ်းမတော့တာဝန်ဆိုင်ဘွဲဒီလေးပေါ်နိုင်မယ်ဘထမ်းဘွဲဒီလေးပေါ်နိုင်မယ်လို့ထင်ပါခဲ့ရအဲ့လိုတွေဖြစ်မလာပဲဘူးဆိုတော့နည်းနည်းလို့ဆက်ကွဲတာပေါ့နော်တိုင်းမဲ့တော်သေးတယ်လူထမ်းကထိုင်းနေရကုန်တဲ့ကောင်ကိုဆဲသွားတာဖြစ်ပါတယ်ကတကယ်ကိုကြံ့နေလူထမ်းပါလို့ပဲကျွန်တော်ကတော့မြင်ပါတယ်တော်တော်အနေနဲ့ဘယ်လဲညအောင်ပြည့်စစ်ကြပါဗျကြီးစီမိုင်းတက်ပါတယ်